ခုချိန်မှာ crypto နယ်ပယ်က blockchain ပေါင်းများစွာနဲ့ရှုပ်ထွေးနေတာကြောင့် တာမန်လူတွေအတော့ပြုဖို့ခက်ခဲနေပါတယ်။ဥပမာ Ethereum, Binance Smart Chain, Solana စသဖြင့်ပေါ့အဲ့ဒီ chain တွေကတစ်ခုနဲ့တစ်ခုနဲ့ချိန်ဆမှုအားနည်းနေပါသေးတယ်။ဒါကြောင့် user တွေအနေနဲ့တစ်ခု chain စီမှာအကောင့်ဖွင့်ရပြီးတော့ password တွေကိုလည်းတက်တက်စီထည့်ရပါတယ်။ gas fee ကိုလည်းသတ်မှတ်ထားတဲ့ token တွေနဲ့ပဲပေးရပါတယ်ဆိုတော့ crypto နဲ့မရင်းနေတဲ့သူတွေအတွက်အသုံးပြုရတာတော်တော်လေးကိုမှခက်ခဲပါတယ်ဒါက crypto ကိုလူတိုင်းအလက်တကူအသုံးပြုနိုင်ဖို့အဟအတာဖြစ်စေတယ်လို့တော့ဆိုနိုင်ပါတယ် ဒီပြဿနာကို Binance ရဲ့စက်တောက်ခုများဟိုတာ Airdrop ဖြစ်တဲ့ Partigue Newa က chain attrition ဆိုတဲ့နည်းပညာနဲ့ဖြည့်ရှင်ဖို့ရည်ရွယ်ထားပါတယ် chain attrition ဆိုတာကမတူညီတဲ့ blockchain တွေကိုတစုတစည်းတဲ့ချိတ်ဆက်ထားပြီးတော့အကောင့်တစ်ခုထဲနဲ့ဖက်ဆက်တဲ့အကောင့်လောကိုတနေရာထဲမှာစုပြီးသုံးလို့ရအောင်ကြည့်လို့ရအောင်လုပ်ထားပေးပါတယ် gas fee ကိုလည်း bet token နဲ့မဆိုပေးလို့ရပါတယ်ကျွန်တော်အမြင်အရဒါက crypto ကိုပို့ပြီးတော့ရွေးရှင်းလွယ်ကူသွားစေမှာဖြစ်ပါတယ် protocol network ဆိုတာက with3 နည်းပညာကိုအခြေခံထားတဲ့ modular layer web blockchain တစ်ခုဖြစ်ပါတယ် 2020နှစ်မှာစတင်ခဲ့ပြီးတော့အစပိုင်းမှာ wallet appreciation ဝါဆောင်မှုကနေစခဲ့တာပါအခုဆိုရင် blockchain ပေါက်60ကျော်နဲ့ချက်စင်ထားပြီး user ပေါင်း30 million ကျော်ကိုဝါဆောင်မှုပေးနေပြီးတော့ decentralized application ပေါင်း9000ကျော် community member ပေါင်း2 million ကျော်နဲ့ဖွဲ့စည်းတည်ဆောက်ထားပါတယ်သူရဲ့အဓိက UI ချက်က with3 ကိုလူတိုင်း eligible အသုံးပြုနိုင်ဖို့ဖြစ်ပါတယ် သူ့မှာအဓိက feature တော့ခုရှိပါတယ်ပထမတစ်ခုက universal account ပါဒါက account တစ်ခုတည်းနဲ့မတူညီတဲ့ blockchain တွေမှာအလွယ်တကူအလုပ်လုပ်ခွင့်ပေးပါတယ်ဒုတိယတစ်ခုက universal liquidity ပါဒါကမတူညီတဲ့ chain တွေကပတ်စံတွေကိုတနေရာထဲမှာစုပြီးလွယ်လွယ်ကူကူသုံးလို့ရအောင်လုပ်ပေးပါတယ် တတိယဂါ Universal Gas ပါ Gas Fee တွေကိုသတ်မှတ်ထားတဲ့ token တခုတည်းမဟုတ်ဘဲနဲ့ကိုအစီပေးတဲ့ဘဲ token နဲ့မဆိုပေးလို့ရအောင်ဖန်တီးပေးထားပါတယ်။ဒါကြောင့်ဘဲချင်းမှအယောင်းဝယ်လို့လို့အကုန်လုံးအလိုလျောက်အစီပေးစီမှာဖြစ်ပါတယ်။အသုတ်ပြုခြင်းနဲ့ဆိုရင် Particle Network ကိုသွားပြီးတော့ Google Facebook စားတဲ့ social account တွေနဲ့ login ဝင်နိုင်သလို withdrawal wallet တွေနဲ့လည်းရပါတယ် Google account တွေဆိုရင် face key တွေကိုမှတ်ထားစရာမလိုတော့တာကြောင့်ကျွန်တော်အတွက်ကတော်တော်ကိုမှအဆင်ပြေပါတယ် account ဖွင့်ပြီးရင် blockchain 60ကျော်ကိုတနေရာထဲမှာလွယ်လွယ်ကူကူနဲ့သုံးလို့ရပြီဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ holder airdrop ကနေ airdrop ရချင်တယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတော့ BAB တွေကို end မှာ flexible ပဲဖြစ်ဖြစ် lock ပဲဖြစ်ဖြစ်2025 3/8ရက်နေ့ကနေ2025 3/17ရက်နေ့အတွင်းထည့်သွင်းထားတဲ့သူတွေက airdrop ရမှာ ဖြစ်ပါတယ်ကျွန်တော်ကတော့ 8.19BAB ကိုထည့်သွင်းထားပါတယ် ဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေအနေနဲ့ airdrop ဘယ်လောက်ရတယ်လဲဆိုတာကို comment မှာရေးခဲ့ပေးပါဦးဟိုဒါ airdrop ကိုဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုမသိသေးတဲ့သူတွေအတွက် description မှာ link လေးကိုထည့်ထားပေးပါမယ် particle network ရဲ့ token တွေက party ဖြစ်ပါတယ် Genesis Total Token Supply နဲ့ Maximum Token Supply က1 billion ဖြစ်ပါတယ်။ Holder Airdrop အတွက်က30 million ကို Airdrop ပေးသွားမှာပါ။လက်တလုံးမှာဈေးကွက်ထဲမှာလက်ပံမဲ့စာကူ Lady Supply က933 million ဖြစ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့အခုလို holder airdrop ကနေ airdrop ရကျင်နေဆိုရင် binance account တစ်ခုရှိဖို့လိုအပ်ပါတယ် trading လုပ်တိုင်းမှာ10% discount ရတဲ့ referral code ကို description မှာထည့်သွင်းပေးထားပါမယ်ကျွန်တော်ရဲ့ referral code သုံးပြတဲ့သူတိုင်းကိုလည်း3ဒေါ်လာစီ reward ပေးထားပါတယ်ဒီ video ကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင် like လေးနဲ့အပေးခံနေပါတယ်နောက်တဲ့ဒီလိုမျိုး video တွေအများကြီးလာအောင်ဖြစ်တာကြောင့် channel ကို subscribe လုပ်ခဲ့ပေးဖို့မမေ့နဲ့နော်နောက်တဲ့ video မှာတွေ့ပါမယ်ခင်ဗျာအားလုံး thank you ပါ